နဖရားနဲ့လူသားပေါင်းဆက်ပြီးမွေးဖွားလာတဲ့သွေးနှောနဖရားတွေဆိုတာအမှန်တကယ်ရှိခဲ့ပါတယ်။အဲ့ဒီတဲကလေးယောက်ဖြစ်တဲ့သွေးနှောနဖရားလေးတွေဟာသူတို့တွေအတွက်အလုံးစုံသွေးနှောစကန်းစီကိုတွားနေခြင်းစိုက်ကလော့တွေတိုက်ခိုက်မှုကြောင့်ဂျူးနဖရားရဲ့တမိဖြစ်တဲ့တေလီယာဆိုသူကကြံတဲ့ကလေးသုံးယောက်လွန်မြောက်နိုင်ဖို့စိုက်ကလော့တွေကိုများခေါ်ကတိုက်ခိုက်ရင်အသက်ပေးလိုက်ရပါတယ်။ဂျူးနဖရားကတပည့်နေပေဖြစ်တေလီယာကိုဆက်လက်ရှင်သန်စေခဲ့ပြီးသွေးနှောစကန်းကိုဒိုင်းငါအဖြစ်အုံမိုးပေးခဲ့ပါတယ်။ အဲ့ဒီကလေးကစကမ်းမှာအနောက်ရှက်မရှိတော့တာမို့သွင်းတော်နယ်ဖျားတွေလည်းပျော်ရွှင်စွာနေထိုင်နိုင်လာပါတယ်။တနေ့တော့မစ္စတာဒီနဲ့ခိုင်တို့တို့နဲ့ရောက်အကြီးကြီးအတိုင်ပတ်နေပါတယ်။အကြောင်းကသူတို့စီကိုပိုဆိုင်နိုင်ရဲ့သားဆိုသူနဲ့တငယ်တယောက်ထက်ရောက်လာတာဖြစ်ပြီးဂျုံရခက်ပေမဲ့တေလီယာတိပင်ရဲ့အသားစီကိုအလွယ်တကူကျော်ပြက်လာနိုင်တာကြောင့်လက်ခံရဖို့ဖြစ်လာပါတယ်။ ဒါကြောင့်ခိုင်ရွန်ဆိုသူကပါစီကိုခေါ်တွေးခဲ့ပြီးအရင်ကပိုဆိုင်တန်ရဲ့သွင်းတော်သားဟာပါစီတယောက်သာရှိရထင်ခဲ့ပေမဲ့အခုနောက်တယောက်ရှိလာပြီလို့ဆိုကပါစီကိုလိုက်ပြလိုက်တဲ့အခါမေလော်တလုံးသာပါတဲ့ဆိုက်ကလော်တယောက်ဖြစ်နေပါတယ်။ပါစီရဲ့ညီဆိုတော့ပါစီအတွက်မချစ်တော်လေအောက်ကနန်းရတော်မှာဖြစ်ပါတယ်။ သူတို့ရဲ့နေလည်စာစားနေချိန်မှာနတိုးတကောင်တေလီယာရဲ့တပင်ဒါစီကိုအချိန်နဲ့ဖျက်ဆီးဖို့ကြိုးစားနေတာကြောင့်အာလုံးအသိနေထားတဲ့ပြင်ကစောင့်နေပေမဲ့အဒါစီကိုဖျက်ဝင်လာတဲ့နွားတကောင်ကိုဘလို့မှမဒါစီနိုင်ဖြစ်နေပါဗျ။နတိုးကကျွန်တော်တို့ညီမနိုင်ငံမှာတည်ရှိခဲ့တဲ့စက်ကောမန်တပညာလို့စက်ပြည့်စီတွေနဲ့ဖန်တီးထားတာကြောင့်စကန်တခုလုံးပြားကြဖို့အကြောင်းဖန်လာပါတယ်။နတို့ရဲ့ပါဇက်တွေကမိမိုးလိုက်ပြီးမြဲလောင်ကျမ်းမသွားတဲ့ပါစီရဲ့ညီဆိုသူကိုပါစီလည်းအံ့ဩနေမိပါတယ်။ ။နောက်မှ cyclo တွေကမီးမနှောင်ကြောင်တိလိုက်ရပါတယ်။အဲ့နောက်အသေးသေးတိုက်ခိုက်နေတဲ့နဒူးရဲ့ပါဇက်သေးကိုပါစီရဲ့မိုးချိုတာပြစ်ထဲလိုက်ချိန်မှာတော့နဒူးလည်းစိတ်ပစ္စည်းအစိပိုင်းတွေအဖြစ်ပြာကျသွားပါတယ်။တကယ်တော့ဒီတိုက်ခိုက်ခံရမှုဟာလူဆိုတဲ့အသွင်းတော်နဲ့ဖျားလက်ချက်ဖြစ်ပြီးဖျားရည်တော်ကြောင့်သိချင်းလို့ပါစီကိုလာမေးတာဖြစ်ပါတယ်။ပါစီကဘာမှမသိဘူးလို့ဆိုတဲ့အခါမစ္စတာဒီနိုင်ခိုင်တော်ကဘာမှမပြောပြထားဘူးပဲလို့ဆိုကဒီစကန်ကနန်းတငယ်တွေဟာနေရုပ်တီလိုကစားခံရတာဖြစ်ကြောင်းပြောကနေရာကထွက်သွားခဲ့ပါတယ်။ ူတို့တွေတေလီယာသိပင်ကိုလာကြည့်တဲ့အခါအစိတ်ကဲခံရတယ်ဆိုတာသိလိုက်ရပြီးအတားစီးကလည်းကျိုးပြဲရုံနီးပါးဖြစ်နေပါတယ်။ပါစီကခိုင်နှုံးစီကိုရောက်လာခဲ့ပြီးဖြားလိတော်ကြောင့်သူ့ကိုပြောပြပေးဖို့တောင်းဆိုတဲ့အခါခိုင်နှုံးကအိမ်ရဲ့ဘော်ထဲကိုတက်ကြည့်ပြီးမှဒီကိစ္စကိုဆက်ဆွေးနွေးကြမယ်လို့ဆိုကာပါစီကိုအိမ်ပေါ်လွှတ်လိုက်ပါတယ်။ပါစီဘော်တက်ကူးကိုရောက်တဲ့အခါဖိုးဘက်ဘိုလိုနဲ့ဖရားရဲ့ဗျာဒိတ်တော်ကိုတဆင်ပြောကြပြတဲ့ဒေဗီရဲ့ဝိညာဉ်နိုးထလာခဲ့ပြီးတိလို့တာကိုချင်းကမေးဖို့ပြောလာပါဗျ။ ပါစီကသူနဲ့ပတ်သက်တဲ့ဗျာဒိတ်တော်ရှိလားလို့မေးကြည့်တဲ့အခါအမှန်တကယ်ရှိကြောင်းနဲ့အနာဂတ်ကိုမလေ့လာခင်အတိတ်ကိုအရင်သိအောင်လုပ်ရမယ်လို့ဆိုကရှင်းနေပေါင်းများစွာအိုလံပက်နဲ့နေဖျားတွေမတိုင်မီခေတ်ကကဘာမီကိုနေဘလူးတွေကြီးစုခဲ့ပြီးခရူနိုဆိုတဲ့နေဘလူးကအုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းခရူနိုဟာသူ့ရဲ့ကလေးတွေကိုပြန်စားတဲ့အထိဆိုးရွားလာတာကြောင့်ခရူနိုရဲ့ဓာတ်သွင်းရောက်ဖြစ်တဲ့ စုဟေဒီစ်နဲ့ပိုဆိုင်ရန်တို့သုံးယောက်ဟာဖခင်ကိုသူတို့ကိုယ်တိုင်ချီးမွမ်းခဲ့ကြပြီးတာတာရက်စ်လို့ခေါ်တဲ့မှောင်မဲနေဆိုင်တဲ့မြေရောက်ကဘာကိုနဲ့နေနံပေးလိုက်ကြပါတယ်။ဒါပေမဲ့ရေခရူနိုဟာအိုလံပက်စ်နဲ့ကဘာမျိုးကိုချီးမွမ်းဖို့အတွက်ပြင်လဲထားမြဖို့အခွင့်အရေးရလာမှာဖြစ်ပြီးအကြီးဆုံးနဲ့ဘုရားသခင်ရဲ့သွေးတော်ကလေးတစ်ယောက်ကသာခရူနိုကိုအနံတိုက်နေမှာဖြစ်တာကြောင့်ကဘာမျိုးကိုကယ်တင်ခြင်းနဲ့ပြည့်စုံခြင်းဟာအဲ့ဒီကလေးပေါ်မှာမူတည်နေတာဖြစ်ပါတယ်။ ဓာရီအလုံးဟာပင်လေပင်ရဲ့သားတော်နဲ့မူဂျိုတခုတို့ပိစား30ကိုရှင်မြန်လူယူတဲ့အချိန်မှာစတင်ဖြစ်ပေါ်လိမ့်မယ်လို့ပြောတဲ့အခါပါစီတယောက်လူကိုပြင်းပြင်းလိုက်ပါတယ်ဆေဘွဲစတင်မယ့်အချိန်ကအကြီးဆုံးနဲ့ဖရားတွေရဲ့တွင်းတော်ကလေးအသက်30ပြည့်ချိန်မှာစတင်လိမ့်မယ်လို့ပြောလာပါတယ်ပါစီကသူရှားခဲ့တဲ့မြောက်ကိုခိုင်နှုံးစီပြောပြခဲ့ပြီးအဲ့ဒီကလေးဟာ "तू မဖြည့်လို့မရဘူးလား"လို့ဆိုတဲ့အခါဒီစကမ်းမှာအကြီးဆုံးနဲ့ဖီးယား၃ယောက်ရဲ့တွင်းတော်ကလေးဆိုလို့ပါစီတယောက်သာရှိတာကြောင့်ရှောင်လဲလို့မရဘူးလို့ဆိုပါတယ် ။တပတ်မှာတော့အင်နာဘက်စ်နဲ့ဂရိုဘာတို့နှစ်ယောက်မစ္စတာဒီစီရောက်လာခဲ့ပြီးတက်ရှိတက်မဲ့အားလုံးကိုကုသနိုင်တဲ့ရွှေအောင်ပိစားကိုရှာတွေ့ခဲ့ရင်တယ်လီယာရဲ့တစ်ပင်နဲ့အကာယံတတိုင်းကိုလည်းသူမတို့ပင်ရနိုင်တယ်လို့ရှင်းပြတဲ့အခါမစ္စတာဒီကဒီပိစားနောက်လိုက်ခဲ့တဲ့စေတာတိုင်းဟာတည်ခဲ့ကြတာချင်းမို့ဒီကိစ္စကမဖြစ်နိုင်ကြောင်းနဲ့သူကြားသိရသလောက်ရွှေအောင်ပိစားရဲ့ဒီနေရာမိစ္ဆာပင်လေကိုဘာမြူရာတိကံဒေသမှာရှိနေတာကြောင့်လုံးဝမဖြစ်နိုင်ဘူးလို့ညင်းခဲ့ပါတယ် ဒါပေမဲ့ညာဘက်အစည်းအဝေးမှာတော့မစ္စတာရီကိုယ်တိုင်အားလုံးရှိထွက်လာခဲ့ပြီးသူ့မှာအကြံရှိတယ်လို့ဆိုကာအကာယန်ဒရိုင်းနဲ့တေလီယာတိပင်ကိုပြန်လည်ရှင်သန်စေဖို့အတွက်ရှေယံပိစားကိုရှာဖို့လိုအပ်ကြောင်းနဲ့ဒီအတွက်သူကိုယ်တိုင်ရွေးချယ်စေလို့မယ်လို့ဆိုကာစီတာတယောက်ဖြစ်တဲ့အက်ရှင်နူတွေကိုရွေးချယ်ခဲ့ပြီးထိရှာဝေမှုကို တောင်းအောင်ယူခေါင်းဆောင်ဖို့အတွက်စစ်နယ်ဖိအားရဲ့အတွင်းတော်ကရက်ရစ်ဆိုသူကိုရွေးချယ်လိုက်ပါတယ်ပါစီကတကယ်ချင်းတွင်စီသွားကဖြားရီတော်ရခရိုနိုဘိုဖြည့်ဆည်းနိုင်သူကသူတယောက်တည်းသာရှိကြောင်းနဲ့ ဓာရီယာပိစကိုလူယူတဲ့အချိန်မှာစတဲ့မှာဖြစ်တာရောက်သူတို့ဘာလိုက်သွားတဲ့နယ်လို့ဆိုကတငယ်ရင်းတွေကိုစီယုံခဲ့ပါတယ်ကရယ်ရစ်ရိုဒက်တွေစကန်ကထွက်သွားချိန်မှာပါစီရိုတငယ်ရင်းတွေလည်းတိတ်တဆိတ်ထွက်သွားကိုအချိန်တွေကိုစောင့်ကြည့်နေချိန်တိုင်ဆိုင်ကနောက်ကနေအမိလိုက်လာခဲ့ပြီးသူဘာလိုက်ခဲ့မယ်လို့ဆိုပါတယ် ပါစီကအခုသွားမယ့်နေရာကဘလောက်ဝန်ကြီးကြီးတယ်ဆိုတာတိုင်ဆန်နားလဲမှာမဟုတ်ဘူးလို့ဆိုတဲ့အခါသူနားလဲကြောင်းနဲ့ရှီယောင်ပိစာကိုကရိုဖီမက်ဆိုတဲ့ဆိုင်ကလော့တကောင်ချောင်းချောင်းနေတာဖြစ်ပြီးသူကလည်းဆိုင်ကလော့ပဲမို့စကားပြောကြည့်လို့ရတော့တယ်လို့ဆိုလာပါတယ်။ပါစီတို့မသိသေးတဲ့အရာကိုတိုင်ဆန်သိနေတာကြောင့် လိုက်ပါခွင့်ပြုလိုက်ပါတယ်။အင်တာဘက်ကတိုင်းဆက်ကိုမလိုက်စင်ချင်ပေမဲ့တားလို့မရတော့တာမို့သူမရေးကြုံရီသုံးဖို့ယူလာတဲ့ပုံမှန်အတွင်မင်းရဖြန်းစေးကိုတိုင်းဆက်ကိုဖြန်းပေးလိုက်တဲ့အခါမဲလုံးနှစ်ဖက်နဲ့ပုံမှန်လူတယောက်တို့ဖြစ်သွားပါတယ်။စီးကအချိန်တစ်ခုကြာရင် ပြန်ပြေသွားမှဖြစ်တာကြောင့်တိုင်းဆက်ကိုစိတ်ပူပေးထားလိုက်ပါတယ်။ဒီလိုနဲ့အန်နာကတောင်ရဲစမ်းညီတဲ့တက်စီတစ်စီးကိုခေါ်ခဲ့ပြီးဖလော်ရီဒါကိုသွားချင်ကြောင်ပြောတဲ့အခါဒေါ်လာတွေခရဒီကတ်တွေမလို့ဒင်းကားတစ်ပြားသာလက်ခံကြောင်ပြောကအကွာအဝေးတိုင်းကြားသွင်းငွေရည်ရွယ်တဲ့ဆက်ကိုနှေးရင်းစတင်ထွက်လာပါတယ်။ ကားစီးရရဲ့ license ကိုကြည့်လိုက်တဲ့အခါသုံးယောက်လုံးမျိုးလုံးပါတာကိုတိလိုက်ရပါတယ်။သူတို့သုံးယောက်မှာဖြုတ်ရတဲ့မျိုးလုံးတစ်လုံးတော့ပါချောင်းနဲ့တပင်းကိုဝင်တိုက်ခါနီးမှာကာနေရှင်ခွဲလိုက်တာကြောင့်အလဲမထိုင်နေတဲ့ပါစီတယောက်ပေါင်နှံမကွဲခင်မှာဒရိုက်ဘာတယောက်လွမ်းဆွဲမှုကြောင့်ကန်ကောင်းသွားပါတယ်။ဖိုင်ဘာအမျိုးသမီးကြီးတို့ရောက်ကားတချောင် မောင်းဝဲစကားများနေချိန်ဖြားလေးတော်အကြောင်းကြားလိုက်တာကြောင့်ပါစီကသူရှိရောက်လာတဲ့ဒရိုက်ဘာရဲ့တလုံးလေးသောမျက်လုံးကိုချင်းချောက်ကဖြားလေးအကြောင်းမေးကြည့်လိုက်တဲ့အခါ 335ဆနစ်လို့ဆိုကပြောပြခဲ့ပါတယ်။ပါစီကဘာလို့ကဏ္ဍတွေဖြစ်နေတာလဲထပ်မေးတဲ့အခါအချိန်ကြာရင်နားလေလာလိမ့်မယ်လို့ဆိုပါတယ်။အန်နန်ကတွန်းနေတဲ့ဒင်္ဂါပြားဆက်ကိုကြည့်ကသူတို့တွေပတ်စံလိုဦးမယ်ထင်နေပြောနေချင်းနားပါတဲ့ဒရိုင်ဘာတွေကကားကိုအချိန်တက်လိုက်ပြီးနောက်လူလုံးနေတာမဟုတ်ဘူးလို့ဆိုကပါစီတို့ကိုလမ်းတွဲမှာရင်ကားပေါ်ကခြားသွားပါတယ်။ထားကြောင့်သူတို့တွေဆက်သွားဖို့ပတ်စံခက်ခဲဖြစ်နေချိန်မှာလူရဲ့လူတွေဂရိုဘာကိုဖမ်းဆီးသွားခဲ့ပြီးနေရာကပျောက်သွားပါတယ်။ တကယ်တော့လူကလည်းရွှေရောင်ပိစားနောက်ကိုလိုက်နေတာမို့နိုင်ပြစီတာတရားလိုအပ်နေတာကြောင့်ဂရိုဘကိုဖမ်းသွားတယ်ဆိုတာပါရှိတို့နားလေလိုက်ပါတယ်။ဒါကြောင့်သူတို့တွေအကြံရသွားခဲ့ပြီးလူရဲ့အဖေဟာမစ်စီကိုသွားကသူတို့တွေလူကိုရှာနေတာဖြစ်ကြောင်းနဲ့အကြောင်းကအသွင်းနဲ့စကန်ကိုတိုက်ခိုက်ကသူတို့ဖွဲ့တွေကစီတာတရားကိုသူ့ဖမ်းဆီးသွားတာကြောင့်လို့ရှင်းပြလိုက်ပါတယ်။ဟာမစ်စီကသဘောကောင်းသူဖြစ်တာကြောင့်သူ့ရဲ့ rivalry ဆက်ယုံကိုကြွားကပြင်းအမြင့်ဆက်ပလေးတစ်ခုကိုလက်ဆောင်ပေးခဲ့ပြီးပါစီအတွက်တိတ်ခွေတစ်ခုကိုပေးကာ တိတ်ခွေနဲ့ပက်လိုက်တဲ့ဝှထုမှန်သည်။ပျောက်ခဲ့သွားစီပြီးထွင်းနဲ့ကြီးတစ်ခုတည်းကျသွားမယ်လို့ရှင်းပြလိုက်ပါတယ်။အဲနောက်ဟာမစ်စီရဲ့မျိုးတွေရှာပေးမှုကြောင့်လူကရွက်လေးဒီစင်းပေါ်မှာရှိကြောင်းသိလိုက်ရပါတယ်။သူရဲ့သားလူကိုအဖေတွေလည်းတခါတလေအမားလုံးမိတဲ့ကြောင်နားချပေးဖို့ပါစီကိုတောင်းဆိုခဲ့ပါတယ်။ပါစီတို့တွေပင်နယ်ကမ်းရပ်ကိုရောက်ချိန်မှာတော့သူရဲ့ရွက်လေးကစတင်ထွက်ကနေပြီဖြစ်ပါတယ်။တိုင်ချင်းကဒရာအုပ်ဘက်ကိုဆင်းကရေကိုထိလိုက်ပြီးနောက်ဖခင်ပူဆိုင်တဲ့နေဖရားကိုတိုင်တယ်ကသူတို့အတွက်စီရော့ရင်ဒီစီလှုပ်ပေးဖို့ဆူတောင်းလိုက်ပါတယ်။ ပါစီတို့အပြည့်နိုင်ဘူးလို့ထင်နေချိန်မှာလင်းမိုင်မြင်းတကောင်ကန်းသားကိုချက်ချင်းယောက်လာပါတယ်။ဒါကြောင့်သူတို့တွေလင်းမိုင်မြင်းကိုစီးနှင်းကခရီးနှင်းချိန်မှာတော့လူရဲ့ရွက်လေးကိုခဏလေးမှီသွားပါတယ်။အဲ့နောက်အထဲကိုခိုးဝင်ကသူတို့တငယ်ချင်းဂရိုဘာကိုလိုက်ရှာနေခြင်းအဆောင်ရက်တွေတတိထားမိသွားတာကြောင့်ထွက်ပြေးဖို့ကြိုးစားပေမဲ့မလွတ်နိုင်ခဲ့ပဲဖမ်းဆီးခံလိုက်ရပါတယ်။လူကိုသူတို့တငယ်ချင်းဂရိုဘာကိုမေးကြည့်တဲ့အခါအချိန်မီဖို့အတွက်သူရဲ့အဖွဲ့ဝင်တချို့နဲ့ဂရိုဘာကိုရွှေအောင်ပိတ်စားစီအရင်လွတ်ထားတယ်လို့တိလိုက်ရပါတယ်။ အနောက်လူဟာခုနိုရဲ့အချင်းကြီးနေထဲထားတဲ့တိတာကိုပြသခဲ့ပြီးဒီတိတာကိုရဖို့တာတာရက်ချောင်းထဲတွေဒီအဆင်းပြေရှာဖွေခဲ့ရတာဖြစ်ကြောင်းနဲ့ရွှေအောင်ပိစားနဲ့ခရူတို့ကိုပြန်လည်တက်သွင်းကအိုလံပက်ကိုဖျက်ဆီးမယ်လို့ပြောနေပါတယ်။ပါစီကသူတို့တွေဟာမစ်နဲ့တွေ့ခဲ့ကြောင်းနဲ့သူအမကိုသူသိတာကြောင့်လူကိုအရင်ကြီးစိတ်မဆိုးဖို့မှားလိုက်တယ်လို့ဆိုကနားချဖို့ကြိုးစားပေမဲ့လူကတော့ဘာကူမှဂယူမဆိုင်တော့ပဲပါစီတို့ကိုတန်လောင်ရင်တဲ့ချုံအောင်စေခဲ့ပါတယ်။ အန်တန်ကသူမတို့နဲ့တူပါလာတဲ့တိုင်ဆန်ကိုတန်တရားဝင်နေပြီးတမင်စုညံအောင်လုပ်တာကြောင့်အဖက်ခံရတယ်လို့ထင်ကြောင်းပါစီကိုပြောပြတဲ့အခါပါစီကတော့ဒီလိုမထင်မိကြောင်းပြန်ပြောခဲ့ပါတယ်အဲ့တော့သူတို့တွေဒီကနေထွက်ရမယ်လို့ဆိုကတပည့်တန်ကြီးထဲမှာချိန်ထားတဲ့အိတ်ကိုတတိယကပါစီတယောက်ပိုဆိုင်နေရှင်နဲ့ဖရဲရဲ့သားတယောက်ဖြစ်တာကြောင့်ပင်လယ်ကိုလိုင်းလုံးကြီးအောင်လှုပ်လိုက်ပြီးအန်နာကအိတ်ကိုလိုက်ဝင်နိုင်ဖို့ကြိုးစားနေပါတယ်။တိုင်လုံးကိုတဖြည်းဖြည်းပို့ကြည့်အောင်လှုပ်လိုက်တဲ့အခါအိတ်ကိုဖျက်ယူနိုင်လိုက်ပါတယ်။ အဲ့တော့အိတ်တဲကဟာမစ်ပြလိုက်တဲ့တိတ်ခွေကိုထုတ်ကတန်တကားကိုလီနာပေါ်ကြံကတ်လိုက်ချိန်မှာတော့ဟာမစ်ပြောခဲ့တဲ့အတိုင်းအလေကတန်တကားပျောက်ကယ်သွားပါတယ်။ဒါကြောင့်ပါစီလိုပြန်လေလွံ့မြောက်လာခဲ့ပြီးအဆောင်တွေကိုကျော်ဖြတ်ပြီးတဲ့နောက်အန်နာနဲ့ဒိုင်ဆန်တို့နှစ်ယောက်ကိုအတက်ကန်လေးစီသွားခိုင်းကပါစီတယောက်တင်းမောပေါ်ကအဆောင်တွေကိုအချိန်ဆက်ပေးနေပါတယ်။သူကမဆောင်တော့ပဲအတက်ကန်လေးကိုအမြန်ထွက်ခွာဖို့ပြောလိုက်ပြီး ပါစီကတော့ရေလိုင်းကိုအသုံးပြုကအန်နာတို့စီလိုက်လာခြင်းလူတယောက်ရေလိုင်းနဲ့အတူလိုက်လာတာကြောင့်ပါစီလည်းလူကိုတွန်းထုတ်ကအသက်ငယ်လေးပေါ်ရောက်လာနိုင်ခဲ့ပါတယ်အန်နာတို့ဒီဟာမစ်စီရဲ့လေယာပြင်းဆက်ပရေဘူးခြေတို့ကြောင့်အသက်ငယ်လေးကိုရှေ့ရောက်ဖို့လွယ်ကူသွားပါတယ်ဆေးရနေတင်ပြေသွားတာကြောင့်ဂျလုံးတစ်ဖက်ပဲပြန်ဖြစ်သွားတဲ့တိုင်းဆန်လေအန်နာပြီးခဲ့တဲ့ဆေးဘူးကိုထုတ်ပြန်ပြီးမြေဝင်သွားတဲ့အတွက်အလုံးဝဖြစ်တော့တာတိလိုက်ရပါတယ် အနောက်ပါစီလဲစပရေဘူးကိုခဏထိန်တာကိုတိုင်ဆန်းကိုပေးလိုက်ပြီးနောက်လေထိန်မှာအန်နာနဲ့နှစ်ယောက်တို့ထိုင်ချင်းအန်နာကတိုင်ဆန်းကိုသူမယုံကြည်ကြောင်းနဲ့သွေးနှောစကန်းကိုသူမတို့လာချင်းကတယ်လီယာကိုတက်သွားတာဟာတိုင်ဆန်းရဲ့မျိုးနွယ်ဖြစ်တဲ့ဆိုင်ကလိုတကောင် ဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ပါစီတို့မိစ္ဆာပင်လယ်ထဲစားရောက်ချိန်မှာတိုင်ဆန်းရဲ့ကျေးဇူးကြောင့်စပရေဘူးကပင်လယ်ထဲပြုတ်ကျသွားပါတယ်တိတ်မကြခင်ချိန်မှာရေပြင်းမချုံတက်တွေတွေ့လိုက်ရတာကြောင့်အစားကငမန်းတွေထင်ခဲ့ပေမဲ့နောက်တော့မှကာပရေးတွေဆိုတာသိလိုက်ရပါတယ် ကာဗရစ်ဆိုတာမိစ္ဆာပင်လေကိုစောင်းလျှောက်တဲ့တရဝါတွေဖြစ်ပါတယ်။ပါစီတယောက်ရေကိုထိန်းချိုးဖို့ကြိုးစားပေမဲ့မိစ္ဆာပင်လေကပူဆိုင်တဲ့ရဲ့ပိုင်နဲ့မဟုတ်တာကြောင့်ထိန်းချိုးလို့မရဖြစ်နေပါတယ်။ဒါကြောင့်သူတို့တွေမလွတ်မြောက်နိုင်တော့ပဲမိစ္ဆာပင်လေရဲ့ဆွဲငင်မှုကိုခံလိုက်ရကချောင်းနဲ့ထဲကိုပြုတ်ကျသွားပါတယ်။ပါစီတို့နေရာနီးတစ်ပတ်ကိုကြည့်လိုက်တဲ့အခါဝမ်ပိုက်ပုံစံဖြစ်နေတာကိုသတိထားမိပြီးဘာမျိုးရာဒိကန်ထဲမှာပျောက်ဆုံးသွားတဲ့အရာမှန်သမျှဒီအောင်မှာလာစုနေတယ်ဆိုတာသိလိုက်ရပါတယ်။တိမ်မညာငင်ချိန်မှာမိန်းကလေးတယောက်တန်ကြားရတာကြောင့် အာဇီရိုအတန်လာယာကိုလှမ်းကြည့်လိုက်တဲ့အခါတိမောသားတွေကိုစီခိုင်းနေတဲ့ကရယ်ရီစီကိုတွေးလိုက်ရပါတယ်ကရယ်ရီစီကပါစီရိုလိုက်လာတာကိုအံ့ဩနေပြီးသူမတို့တိမောလည်းဘာမူဒါဒူရီကန်ရဲ့ဝါမျိုးတာခံလိုက်ရတာမို့ဘီအန်အယ်စစ်သားရဲ့ယင်နေရာတွေကိုအသက်သွင်းကတိမောပြင်ခိုင်းနေတာဖြစ်ပါတယ် ထင်ထားတဲ့အတိုင်းသူတို့တွေဆိုင်းရင်တခုတည်းကိုရောက်နေတာဖြစ်ပြီးအစာကျစနစ်ကအားလုံးကိုပြည့်စည်စင်နိုင်နေဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်ကုရီယာစီးလေတင်းမောက်ကိုအများပြင်ခိုင်းနေပြီးအကျန်ရသွားတဲ့ပါစီကဝမ်ပိုက်ကိုဖောက်ကအပြင်ပြန်ထွက်လို့ရကြအောင်ပြောရင်ကုရီယာစီးကိုဆမန်းဖို့ပြောလိုက်ပါတယ်။အဲ့တော့တင်းမောက်ပေါ်မှာပါတဲ့အမြောက်တနန်းနဲ့ဝမ်ပိုက်ကိုဖောက်လိုက်ပြီးနောက်အချိန်နဲ့မောင်းထွက်လိုက်တဲ့အခါပင်လေရှီအောက်ဘက်ကိုရောက်လာပါတယ်။ရေပြည်ရကြောင့်တင်းမောက်ပြည့်စည်ဖို့ဖျားတာနေချိန်အပေါ်ကထောင်းတဲ့ကရေပြင်ပေါ်ရောက်လာနိုင်တဲ့အတွက်အသက်ရှူချောင်သွားပါတယ်။ တိမ်မိညာခင်အချိန်မှာပါစီတယောက်ရင်းချင်းဝမှာပုံနေတဲ့ဂရိစာတွေကိုအလိုလိုဖတ်တတ်နေပြီး330ဒီ85စနစ်ဆိုတဲ့တက်စီသမားတွေပြောတဲ့ကဏ္ဍတွေဟာညွန်ပြခင်းနေဆိုတာနားလေသွားပါတယ်ဒါကြောင့်ပါစီပြောတဲ့ကျွန်းစီရောက်လာခဲ့ပြီးကျွန်းမကတည်ရှင်းတရားရဲ့ဆင်းသက်ခြင်းဆိုတဲ့အစာအုပ်ထဲဝင်ကြည့်လိုက်တဲ့အခါကိုတခုစီကိုရောက်လာပါတယ်။ကိုရင်းမှာပိုလီဖီမက်ဆိုတဲ့အိယာမဆိုင်လို့တကောင်ရှိနေပြီးဂလိုဘကိုပါတွေ့လိုက်ရပါတယ်။ဂလိုဘကဆိုင်လို့တကောင်ရောင်ဆောင်ထားတာကြောင့်အခုချိန်ထိအသက်ရှင်နေသေးတာဖြစ်ပါတယ်။ ဖာစီတို့လည်း Global ကိုသူတို့ရောက်နေကြောင်းလှမ်းချပြလိုက်တာကြောင့် Global တယောက်နေရာကိုရောက်လာကဝန်တာနေပါတယ်။အဲနောက် Cyclone ရောက်ဆောင်ထားတဲ့ Global က Polyphy Match ကိုချိန်ဆွဲပေးနေချိန် Credit Zero တွေပကုံးမကရွှေရောင်ပိတ်စကိုချိန်နဲ့လိုင်းကိုစူးစမ်းပေးမိ အနှက်ငယ်ကောင်းတဲ့ cyclo ဖြစ်နေတာကြောင့်ပါစီတို့ကိုသတိထားမိသွားပါတယ်။အဲနောက်တိုင်ဆန်ကသူတို့တွေ cyclo ချင်းချင်းမှုစကားပြောရအောင်လို့ဆိုကအာယုံလဲစားနေချိန်ပါစီတို့ရဲ့ poly female ရဲ့ပကုံးပေါ်ကရွှေအောင်ပိဆာကိုယူနိုင်လိုက်ပါတယ်။အဲနောက်ပိဆာကိုတောင်းတဲ့တယောက်လက်ဆင်ကန်ကပြေးထွက်ဖို့အခွင့်ရချိန်မှာတော့ global တယောက်တူထွက်ပြီလို့ဆိုကအယောင်ဆောင်လာတာကိုချွတ်ပေးလိုက်ပြီးကူရက်ကညံပြည့်ရွက်ခဲ့ကြပါတယ်အစင်းသိမ်းထောင်လာတဲ့ကြောက်တုံးတုံးနဲ့လမ်းပေါက်ပိတ်လိုက်တာကြောင့်ပိုလီဖီမက်ဆဲထဲမှာပိတ်မိသွားပါတယ် ပါစီတို့ရန်သူလက်ကလူမျိုးလိုအမုန်းပြေခင်မှာလူရဲ့လက်နက်ကင်ဖွဲ့တွေရောက်လာပါတယ်။အဲ့တော့ရှင်ရပိစလူရဲနဲ့ပိနိုင်တဲ့ပါစီကိုဒီနဲ့ပြလိုက်တာကြောင့်ချောင်းဝင်ခလိုက်တဲ့အတိုင်းဆန်လဲသူတို့ကဒီကိစ္စကိုပြင်းပြအောင်လုပ်ပေးဖို့ပါစီကိုပြောကချောင်းနဲ့ထဲကရေးစီချောင်းနဲ့ပြုတ်ကြသွားပါတယ်။အင်းရချင်းမမျှတာကြောင့်ရွှေအောင်ပိစလူကိုပေးလိုက်ရပြီးပါစီတို့အဖွဲ့ဖမ်းဆီးခံလိုက်ရပါတယ်လူကခရိုနိုရဲ့အလောင်းပေါ်ပိစကိုဖျက်နေကပြန်လဲရှင်းသားဖို့တက်သွင်းနေချိန်ပါစီလည်းသူ့ရဲ့လက်ဆွဲလာကိုထုတ်ကအနိကဂရုဘကိုချိုးဖိပေးနိုင်လိုက်ပါတယ် ဒါကြောင့်လူရဲအဖွဲ့တွေနဲ့တိုက်ပွဲပြန်ဖြစ်ခဲ့ပြီးပါစီတယောက်ပိဆက်ကိုပြန်ယူဖို့ကြိုးစားပေမဲ့လူရဲလက်အောက်မှာကြာဆုံးရဖို့ဖြစ်နေခြင်းနေရာကိုတိုက်စံပြန်ရောက်လာခဲ့ပါတယ်။ပူဇာတန်ရဲ့သားတယောက်ဖြစ်တာမို့ရေကတူးတင်ရကိုကူစားပေးခဲ့တာလို့ရှင်းပြခဲ့ပါတယ်။ညီကိုနှစ်ယောက်အလန်းသွေးလိုမပြေးခင်ပါတယ်။ရှီအောင်ပိဆက်ရဲ့အစွမ်းကြောင့်ခရူနိုပြန်လည်နူရလာပြီဖြစ်ပါတယ်။လူကသူပြန်ခေါ်ခဲ့တာဖြစ်ကြောင်းနဲ့ခရူနိုကိုတခင်လို့ဆိုတာဖားနေခြင်း နဘလူဖြစ်တဲ့ခရူနိုကတော့လူကိုပါဝါမျိုးသားပါတယ်ချောချောလန်းလန်းနဲ့အားလုံးထွက်ပြေးနေချင်းဂရူဘာတယောက်ခရူနိုရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်အဲနောက်ပါစီယာသူ့ရဲ့ဓာတ်နဲ့ခရူနိုကိုတိုက်ခိုက်ကြည့်တဲ့အခါထိရောက်တယ်ဆိုတာသိလိုက်ရတာကြောင့်ငိုဂျူဒါနဲ့သာဖြတ်စည်းနိုင်လိမ့်မယ်ဆိုတဲ့ဗျာဒင်စကားကိုနားလည်သွားကခရူနိုပန်းစုပ်ထားတဲ့လက်ကနေဖောက်ထွက်ပြီးရင်ဝါးကနေဓာတ်နဲ့ထိုးခွင်းလိုက်ချိန်မှာတော့ခရူနိုနဲ့ဘလူလည်းဒုတိယအကြိမ်တင်းဆုံးသွားခဲ့ပါတယ်ဒါကြောင့်ဘိုက်ထဲမှာရှိနေတဲ့ဂရူဘာမြေပေါ်ပြန်ကျလာတယ်လို့အမြင်မိုင်းကကျလာတဲ့လူတယောက် ိုလီဖီမတ်ရဲ့လမ်းကိုယ်တွေပြုတ်ကျသွားပါတယ်။အဲကြောင့်လူရဲ့အဆောင်ဖြစ်တဲ့တရဝါဆိုကြောင်အန်နာဖက်ဒညာရသွားခဲ့ပြီးတရဝါရဲ့အချိန်မီကိုဖျက်လိုက်တဲ့အခါကြောက်ရွံ့ဖြစ်ပျက်စီးသွားပါတယ်။ရန်သူတွေအားလုံးချိန်မုန်းပြီးမှာတော့အန်နာတယောက်လောကကြီးကိုနှုတ်ဆက်ကအပြီးထွက်သွားပြီးမြေပါစီတို့တွေရှင်အောင်ပိဆာကိုကိုဘောကလွှမ်းလိုက်တဲ့အခါအန်နာရဲ့အသက်ပြန်ရှင်လာပါတယ် ။အဲနောက်ပါစီကဒါကရီစီရဲ့ရှာဝေမှုဖြစ်တာကြောင့်ခိုင်လုံရဲ့ချီကျူးမှုကိုကရီစီပဲခံယူထိုက်တယ်လို့ဆိုကရှီအောင်ပိဆာကိုပေးလိုက်ပါတယ်။ရှီအောင်ပိဆာနဲ့တယ်လီယာဘင်ကိုလွှမ်းခြုံလိုက်တဲ့အခါမြေကနေတဲ့တရွက်တွေလီဘောပြန်ဝဲကတိပင်းကြီးလည်းပြန်ရှင်းတန်လာခဲ့ပြီးအကာရန်တိုင်းလည်းပြန်လည်ကောင်းသွားခဲ့ပါတယ်။ဂုံမြူခံရတဲ့ကရီစီကိုပါစီကတော့ပေးပွန်ကြီးကြည့်နေပါတယ်။ နောက်တနေ့မှရောက်ချိန်မှာတော့ရွှေရောင်ပိစရဲ့အာနိသင်ကအစွမ်းထက်လွန်းနေတာကြောင့်တိမိနေရှင်းသင်လာတာမဟုတ်ပဲနှစ်ပေါင်းများစွာတည်ဆုံနေတဲ့ဇုနဲ့ဖျားရဲ့သမီးတော်တဲလီယာပါပြန်လည်နှုတ်လာရင်ဇကာလီလည်းပြီးဆုံးသွားခဲ့ပါတယ်ကျွန်တော်တို့တွေနောက်တဲ့ဇကာကောင်းနေမှာပြန်ဆုံကြပါမယ်ဗျ